ဂျောရှုဝါပန်ကိုချုပ်ပြီးအနိုင်ယူမယ်ပြောလိုက်တဲ့ပန်တို့ကြာအဆီဇန်၄မစောက်ခင်မှာ channel လေးကို subscribe လုပ်ခဲ့ဖို့ချီးရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါရခင်ဗျာပန်တို့ကြာကတော့အရန်ကိုရေးတင်းနေစကားမျိုးပြောလိုက်ပါတယ်။ "तू आ ဂျောရှုဝါဘန်ကိုချုပ်ကွက်နဲ့အနိုင်ယူမှာတေးကြတယ်တဲ့။ငါဘက်ကလောင်းရင်နိုင်မယ်ဆိုတဲ့သဘောမျိုးပါ။ပြောရရင်အဲ့ဒီစကားကလောင်းကစားယုံပိုင်ရှင်တွေတောင်နားထောင်ပြီး ်အတန်တိတ်သွားလောက်တဲ့အထိယုံကြည်မှုအဖြစ်နဲ့ပြောလိုက်တာပါသူ့ရဲ့စကားကိုကြည့်ရင်သူ့အနေနဲ့ရက်နေရင်ထိုးတက်တာထက်မြေပြင်တက်ခရစ်မှာအตาစီယူပြီးဂျော့ရှူဝါရဲ့အသက်ရှူလမ်းကြောင်းကိုပိတ်လက်မြောင်အရှုံးပေးခိုက်မယ်လို့ပုံပေါ်နေပါတယ်ပန်ဒိုဂျာဟာ BJJ ဘရာဇီဂျူဂျစ်ဆူမှာဘလောက်အဆင်တန်မြင့်တယ်ဆိုတာကိုတော့ကျွန်မတို့သိကြတာပေါ့ဒါပေမဲ့ဒီလိုမျိုးအချင်းကြီးတွေဟိုင်းနိုင်ငံတွေနှုံးတေကြတယ်ဆိုပြီးကွန်ကွန်လင်းလင်းပြောလိုက်တာကတော့ တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ဂျော့ရှူအားပေါ်ဖီအားပေးတာလား။ဒါမှမဟုတ်တကယ်ပဲသူ့ရဲ့အစွမ်းရည်အပေါ်အဲ့ဒီလောက်ထိယုံကြည်မှုရှိနေရလား။မေးစရာပါ။ပန်ဒိုဂျာရဲ့နောက်ထပ်လောင်ပြောင်မှုတစ်ခုကပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။သူကဂျော့ရှူအားဘန်းကိုပွဲမစခင်ကတည်းကခလေးလေးလိုလောင်ပြောင်ခေါ်ဝေါ်နေတာပါ။သူက ချန်ပီယံတယောက်ဖြစ်ဖို့အစဉ်အသင့်မဖြစ်သေးတဲ့ခလေးလေးတယောက်ပါဆိုတဲ့သဘောမျိုးပြောခဲ့တာပါ။ ဂျောရှူအာဘန်က2025ခုနှစ်ဒီဇင်ဘာ6ရက်နေ့ UFC 323မှာချန်ပီယံလူပွဲအတွက်ရှင်ပြိုင်တဲ့2000ပြည့်နှစ်နောက်ပိုင်းမွေးဖွားသူပထမဆုံး UFC တိုက်ခိုက်ရေးသမားဖြစ်လာမယ်ဆိုတဲ့သတင်းကိုတော့ရှာတွေ့ရပါတယ်။တကယ်တော့အဲ့ဒီကလေးလေးကအသက်24နှစ်ရှိနေပါပြီ။ဒါဟာစိတ်သက်စွစင်ရေးအပြည့်ပဲဗျာ။တကြီးဝါကြီးချန်ပီယံတယောက်အနေနဲ့သွေးနုသားနုစိန်ခေါ်သူကိုအတွေ့အကြုံရတော့စိတ်သက်ရပါအသာစီးယူဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ဂျော်ရှူအာလိုလူမျိုးကဒီလိုမျိုးလောင်ပြောင်မှုကိုဗီယူမဆိုင်မဲ့ဘူးမပေါ်ပါဘူး။ဘန်ကတော့ဒီလိုမျိုးပူပူနွေးနေစံကလုံးတွေကိုစစ်မှန်တဲ့လက်တွေတိုက်ခိုက်မှုစွန့်ငင်အဖြစ်ကြောင်းလဲဖြစ်မဲ့သူဟာပန်ဒိုဂျာကမြေပြင်နဲ့ဘန်ကထိုးတက်မှာပါ။ပန်ဒိုဂျာရဲ့ချုပ်ကွက်ကတေးကြပါတယ်လို့ပြောတဲ့လောင်းကြီးကမှန်မလား။ဒါမှမဟုတ်ဂျော်ရှူအာဘန်ရဲ့မြန်နှုန်းနဲ့တိုက်ခိုက်မှုစွန့်အားကအဲ့ဒီကလေးလေးကိုချန်ပီယံအဖြစ်ပြောင်းလဲပေးမလားဆိုတာကိုကျွန်တော်တို့မကြင်သိရတော့မှာပါ။